သူက find the equation of a line line ရဲ့ equation ကိုဆရာတို့ဘာလို့ပြရမလဲဆိုလို့ရှိရင်ရှာပြရဒီမှာတို့ရရင်ဆရာတို့က line မှာတန်းကြံ line ရဲ့ normal line ရဲ့ဆိုပြီးနှစ်ခုရှိဘယ် line ရဲ့ equation မှာလို့ဒီနော်အဲ့ line ညာဆိုလို့ရှိရင် which pass through the origin origin ဆိုရယ်0,0ဆိုရယ်အမှတ်ကိုအဲ့ line ညာမှာဖြစ်သွားတယ်ဆိုလို့ရှိရင်ဖြတ်သွားဖြတ်သွားပြီးတော့ and တန်းကြံ ်တန်းကြံ့ဆိုတာပြည့်စုံတယ်တချို့ဝါးကြီးကဒီပါလာအဲ့ဆိုလေကတ်မှာပါမယ်ဆိုဆိုတန်းကြံ့ချိဒါဆိုရင်ဆရာတို့ရှာပေးရမယ့် line ကပါလဲဒီလိုဆိုရင်တန်းကြံ့ line ရဲ့ဒီလိုအဲ့တော့တန်းကြံ့ line ဒီလို novel line ဒီဆရာတို့ရှာမယ့် line ကိုဘာလို့ဒီပြရမလဲပြောရှင်ဘာသိရမလဲဆိုရင် gradient ဆိုတာသိရအခုဒီ original ် origin ဆိုတဲ့0.0ဆိုတာ point မဟုတ်ဘူးတန်းကျန်ထီးရဲ့ point မဟုတ်ဘူးနော်တန်းကျန်ကဘာဖြစ်လဲသူတို့ရှင်တန်းကျန်ကဒီကောင်မိကုထီးထီးနေတဲ့အမှတ်ဒါကတန်းကျန်ထီးတဲ့အမှတ်အဲ့ဒီတန်းကျန်အဲ့ဒီ line ရာဆိုလို့ရှိရင်တဲ့ဘယ်ကိုဖြတ်သွားလဲဆိုလို့ရှိရင် origin ဆိုတဲ့ဒီကောင်းပါဘာဖြစ်လဲဆိုရင်ဖြတ်သွားအဲ့ဖြတ်သွားတဲ့ တန်းကျက် line ရဲ့ equation ကိုဆရာတို့ဘာလို့ပြရမလဲဆိုရင်ရှာပြရ origin origin ဆိုတာက curve နဲ့ဒီထိနေတဲ့အမှတ်ကိုပြောတာမဟုတ်ဘူးတောင်းအောင်ပြောအားလည်းမှာအဲ့တော့ဆရာတို့ကပေးထားတဲ့အကောင်လေးကိုရေးလိုက်မယ် y ဝိကွဲတူ e ပါဝါ h အဲ့တော့ဆရာတို့တန်းကျက် line ကိုရှာမှာဆိုလို့ရှိရင်တန်းကျက် line ရဲ့ equation ကိုရှာမှာဆိုလို့ရှိရင် ူရဲ့ point ဆိုတာသိလားသူက point ဆိုတာမသိသေးတဲ့အတွက်ကြောင့်မို့ဒီမှာထိနေတဲ့အမှတ်ကိုဇာတော့ဘာလို့ထားလဲမသိဘူး h1 y1 ဆိုပြီးတော့ဘာလို့လဲမသိထားလိုက်ပြီးတော့မှ i point ကိုဘာလို့လဲမသိရှာဟာအဲ့တော့ဇာတော့ h1 y1 ကိုထားလိုက်မယ် that the point of tangent 咱家听你的，咱家把那个东西。咱家，哎，徐万高吗？好，阿斗，再录，哎，徐万高嘛？玩玩嘛，住在这儿？地你哎，王八头来没住在这儿？玩冠听你，哎，谁八头来住这？哎，徐万高，再来。阿斗，阿斗，什么？哎，徐万高吗？ ဆိုလို့ရှိရင်ဒီကောင်ကဒီနေရာမှာမဖြစ်သွားမလို့ဆိုလို့ရှိရင် y1 equal to power x1 equal to power အားလေးရကျတော့ y1 ရဲ့တန်ဖိုးလေးကိုဒီရောက်အစားသွေးတွေကိုကောင်းလေးကိုဘာလို့တားဆိုရင်ဒါပါပြီးတော့ပါဆရာတို့ထုံးတန်အတိုင်းပေးထားတဲ့ဒီ step ဆိုတော့ y equal to power ကိုဘာလို့လိုက်မလဲဆိုလို့ရှိရင်ရှစ်လိုက်ဟုတ်ပြီအဲ့တော့ y plus equal to ် right line ဆိုတာဘာလို့လဲခံရတယ်ရှိလိုက် ipa ဝါအဲ့ကိုရှိမယ်ဆိုရင်ဆရာတို့ဘာပဲရ ipa ဝါ h ပဲရအဲ့ကိုထက်ရှိတော့1 ipa ဝါ h ပဲရရှိပြီးသွားပြီရှိပြီးသွားလို့ရင်ဆရာတို့ဘာရှာမလဲဆိုလို့ရှင် point နဲ့ gradient ကိုဘာလို့မလဲရှာ point ကဆရာတို့မသိသေးအတက်ပွား point ကိုဆရာတို့က h1 ပေါ်မှာ y1 ဆိုပြီးတော့ထားတယ်အဲ့တော့ gradient of the the gradient of the of the tangent tangent ရဲ့ gradient gradient ဆိုတာတတိယနေ့ပါလဲဆိုလို့ရှိရင်ကျွန်တော်ရှိတ်ထားတဲ့ကောင်ဟုတ်လား gradient of the tangent is ရှိတ်ထားတဲ့ကောင်က y fly quick quick 8 8ညမှာကျတော့ point ရပါတယ်ဆိုလို့ရှိရင် h1 ဖြစ်တဲ့အတွက်ကြောင့်လို့ပါတယ်မြဲ power h1 ဒီရဟာအဲ့တော့ point ဟာဆရာတို့ h1 y1 ဆိုတာကျတော့မသိသေးဘူးသူ့ကိုဘာလို့ပြရမလဲရှာပေးရမယ်အဲ့ h1 y1 point အဲ့အတွက် gradient က y fly equal to 2 power h1 ပြီးလို့ရှိရင်အဲ့ h1 y1 အမှတ်ပါပဲဆရာတို့ 刚再来一步是由人下来。第一归是 office 等级。跟着来，别那么的注意，哎，哎，去玩过吗？玩玩玩玩嘛。 ရှိတဲ့တန်းကျက်လာတဲ့ equation က this ။ဖမ်းမိသေးတာကတန်းကျက်လာတဲ့ equation က y minus y1 equal to y plus or h1 h minus h minus h1 အဲ့တော့ y က y နဲ့ y1 နဲ့မှာဆက်ဘောင်းစောက်တဲ့ equation က y1 နဲ့မှာ e power h1 ဆိုတာစောက်တဲ့ y1 နေရာမှာ e power h1 equal to y prime of h1 နေရာမှာကျတော့ဘာလို့စသဖြင့်လဲ e ပါဝါ h h ဝါမြေဒါ gradient ဟာ gradient က1 plus equal to e ပါဝါ a1 ဆိုတော့ဒီညမှာ e ပါဝါ h 1 h minus h 1ရဲ့အမကဘာပဲလဲဆိုလို့ရှိရင် h 1ဟုတ်နော်အဲ့တော့ဆရာတို့ဒီမှာကောင်း equation တကောအဲ့တော့ဆရာတို့ကဒီ equation မှာဆိုလို့ရှိရင်ဆရာတို့သိတဲ့ဥစ္စာတစ်ခုမှမပါသေးဘူးအမှတ်ကလည်းမသိဘူး gradient ကလည်းမဖြစ်လို့ဆိုရင်မသိဘူးအဲ့တော့ဘယ်ကနေပြီးတော့ဒီအမှတ်တွေသိအောင်လုပ်မယ်ဆိုလို့ရှိရင်ဒီ line ရာဘယ်ကိုပြတ်သွားလဲဆိုရင် origin ဆိုတဲ့အမှတ်ကိုပါလဲဆိုလို့ရှိရင်ဖြတ်သွားအဲ့အနေပြီးတော့ဆရာတို့ h1 y1 တွေကိုသိအောင်လုပ်နော်အဲ့တော့ sin ဒဲတန်းကြက်လားတန်းလိုက်ရာ53 origin origin ဆိုတဲ့0ကောင်မှာ0ကိုဗာသက်သွားတာဆိုရင်ဖြတ်သွားတာဒါဆိုလို့ရင် origin ဆိုတဲ့0ကောင်မှာ0ဆိုတာဒီတော့ h ကောင်မှာဗာသက်တယ်ဆိုရင် y h တန်ဖို့ကလည်းဗာသက်တယ်0 y တန်ဖို့ကလည်းဗာသက်တယ်ဆိုရင်အဲ့ဒါလေးကိုကျွန်တော်ကမှသာသိလိုက်မယ်ဆိုရင်ဒီမှာအစားသိကြတယ်အဲ့တော့ y တန်ဖို့ကဗာသက်တယ်ဆိုရင်0 minus power h1 equal power h1 h ကျပါပါဆို0 minus h1 အဲ့တော့ minus e power h1 equal to ကောရှင်းလိုက်တော့ minus h1 e power h1 minus minus ပါလို့သွားမယ်ဆိုရင်ကြည်သွားမယ် h1 လို့ကြည့် e power h1 ဒီဘက်ကိုလာထားလိုက်လို့ရှိရင်ပြောလို့ဘာရပါလဲ h1 ရ h1 လို့ကြည့် e power h1 ဒီဘက်ကိုလာထားလိုက်လို့ရှိရင်ဘာရပါလဲ1 e power h1 နဲ့ e power h1 နဲ့ကြီးသွားပြီးခါရသွားမယ်ဘာလဲအဲ့ဒါဆိုရင်ဆယ်လူကြီးတဲ့ point ကို h1 ဆိုတာနော် h1 ရသွားပြီဆိုလို့ရှိရင် y1 ရအောင်ဒီချက်ကြီးဟုတ်ကဲ့ h1 equal to 1ဖြစ်တဲ့အခါမှာ y1 ကိုရှာဖို့အတွက် y1 ကဘာဖြစ်လဲ ဘိုင်ဝမ်က H1 ဝင်ပြီမဲ့ဆိုဘိုင်ဝမ်တံပိုးကဘာဖြစ်သွား E E ဖြစ်သွား Y1 equal to ဘာဖြစ်မဲ့ဆို E ဖြစ်သွားနားလည်မလားနားလည်နော်အဲ့တော့မှာဆရာတို့ရိုဂျင်နဲ့ H1 နဲ့ Y1 နဲ့ point တွေကိုရပြီဆိုတော့မှာဆရာတို့ဘာလို့တကယ့် equation ကိုဘာလို့တောင်းမလို့ဆိုရင်ပြီးတော့အဲ့တော့ဆရာတို့နောက်တဲ့ equation တစ်ခုထည့်ရအောင်ဒါဆရာဖြတ်ပလိုက်တော့တို့လိုဂျင်နဲ့ဒါ equation of the the equation of the tangent line အဲ့မှတ်တရပါနဲ့နဲ့ပါဟာ1 1 e h1 ကဘာဖြစ်လဲဆို1 e မှာရှိတဲ့တန်းတဲ့ line ရဲ့ equation ਆ နော် y minus y1 တရပါဆရာတို့ဘာသွင်းလိုက် e e ပြလိုက်တယ် e equal to ဆရာတို့ gradient of 瑞丽烟才六百多，瑞丽烟八，一百瓦，一百瓦二伊万，一百瓦二十万，二十万两嘛才六百多嘞。一，二十万两嘛？万，万多嘞，好 l 哎哟，万买那，一一个零，一，二十买那，二十万两嘛才六百多嘞。万，万，那怎么包两？包块。一个是那卡烟两嘛，今天两咯，才六百多嘞。 h1 နေရာမှာဘာဖြစ်လဲဆိုလို့ရှိရင်1တွင်းလိုက်တဲ့အခါမှာ y မိုင်းနဲ့ e ကွဲတူ h1 နေရာမှာ1တွင်းလိုက်တဲ့အခါမှာ e h မိုင်းနဲ့ h1 နေရာမှာပါတယ်ဆိုရင်အဲ့တော့မှကျွန်တော်ဒီမှာဆက်ပြီးရရှင်းလိုက်တဲ့အခါမှာ e h မိုင်းနဲ့ e ကျွန်တော်လိုချင်တဲ့ equation ရ y ကွဲတူ e h မိုင်းနဲ့ e ပလတ် e အဲ့တော့ဘာဖြစ်သွားလဲ y ကွဲတူ e ဒါကကျွန်တော်လိုချင်တဲ့ဘာဖြစ်လဲဆိုရင်တန်းကျက်လိုက်ရဲ့ဟုတ် နားလဲမလားနားလဲမနော်အဲ့ဆိုရင်နောက်လေးလေးက find the, the point of contact ရှိနေတဲ့အခက်ကိုဘာလုပ်ပြရမလဲဆိုလို့ရှိရင်အားပေးရပွဲအောင်အဲ့မှာဆိုလို့ရှိရင် horizontal တန်းချက် horizontal တန်းချက်ဆိုလို့ရှိရင်ဆရာတော့စလုတ်တန်ဖို့ကစလုတ်ဆိုတာအမ်တန်ဖို့ဟုတ်လားစလုတ်တန်ဖို့ကဘာဖြစ်လဲဆိုရင်0အမ်ဆိုတာဘာနဲ့တူတူပဲလဲဆိုရင် y blind နဲ့တူတူပဲဟာအဲ့တော့ y blind ရဲ့တန်ဖို့ကလည်းဘာဖြစ်လဲဆိုလို့ရှိရင်0 ဟော်ရီဇွန်နယ်တန်းကျပ်ဆိုလို့ရှိရင်စလုပ်ပြန်မှုက0အဲ့ကောင်ကြီးဟာ mix the cup y equal to h power 4 minus 2h square plus 2 cup မှာဘာဖြစ်လဲဆိုလို့ရှိရင် t အဲ့ t နေတဲ့ကွန်ဒက် t နေတဲ့ကွအမှတ်တွေဆိုတာဘာလို့ပြရမလဲရှာပြရအောင်အဲ့တော့ဒီကောင်ကြီးကဘာလဲဆိုလို့ရှိရင် cup ဒီကောင်ကတန်းကျပ်ကပ်ကူထိနေတဲ့တန်းချက်အဲ့မှာထိနေတဲ့ဒီအမှတ်တွေဆိုတော့ဘာလို့ပြရမလဲဆိုလို့ရှိရင်ရှာပြရအောင် ူကတန်းချန် equation နဲ့ပြီးတာမဟုတ်ဘူး normal equation နဲ့ပြီးတာမဟုတ်ဘူးဒီ cuff နဲ့တန်းချန်လာရင်လည်းထိနေတဲ့အမှတ်တွေပါဘာလို့ပြရမလဲဆိုရင်ဒါတို့ရှာပေးရမယ်နော်ဒါတို့သုံးသပ်တိုင်းပေးထားတဲ့ကောင်လေးကိုရေးလိုက်မယ် y equal to h power 4 minus 2h squared plus 2အဲ့ကောင်ကိုမလိုလိုက်လို့ကြည့်ရလို့ရှင်းလိုက်နော်ဒီနေ့ဆို y plus ့ဘာဘာ follow ရှိမယ်ဆိုလို့ရှိရင် for a q i net ဒီကောင်ရှိမယ်ဆိုလို့ရှိရင် for a q ကိုရှိမယ်ဆိုလို့ရှိရင် zero တော့ရှိပြီပါရှိလို့ရှိရင်ကျွန်တော်အောင်ရှာမှလည်းဆိုပြီး point ကိုမလုပ်ပြရမယ်ဆိုရင်ရှာပြရ point ကိုရှာဖို့အတွက် तू ကမပေးထားလဲဆိုရင် horizontal tangent horizontal tangent ဆိုရင်ဇာတ်မှတ်ထားမယ်စလုပ်တန်ဘူကဘာဖြစ်လဲဆိုလို့ရှိရင်0စလုပ်ဆိုတာ ့ M ဆိုတော့ one blind နဲ့ပါလောက်တာဆိုဒီဒီပဲရှိကြတယ်เนาะရှိကြရရကြာကြာမပြောမှမဆိုဒီ Y မှာ DH ရှိကြ Y blind ရှိကြ M ရှိကြ median median ပါလောက်တာဆိုရင်ရှိကြ apply of H ဒါပါလောက်တာဆိုရင်ရှိကြဒါတွေကပါမလို့ဆိုလို့ဆို go ဒီဒီပဲအဲ့တော့ကျွန်တော်ကဒီမှာ horizontal tangent အတွက်ပြထားတာ for horizontal tangent original တန်းကျဲအတွက်ဆိုလို့ရှိရင်ဆရာတို့ကစလုတ်တန်ဖို့တနည်းအားဖြင့်ပြောမယ်ဆိုရင် y plane ကဘာနဲ့တူလဲဆိုလို့ရှိရင်0နဲ့တူ y plane equal to 0အဲ့တော့ဆရာတို့ y plane ကဒီကောင်းလေးတူတယ် y plane က0နဲ့တူတယ်ဆိုတော့ပုံနဲ့စုလိုက်ပါမယ်ဆိုရင်တော့ 4h2 4h equal to 0အကုန်လုံးကို4နဲ့လိုက်ပြီးကြီးလိုက်တဲ့အခါမှာ h2 h equal to 0 အဲ့ကိုဘုံလို့လိုက်တဲ့အခါမှာ h a square minus 1 square 2 0ဟုတ်နော်အဲ့တော့ h တခုက0နဲ့တူပဲဟောနောက် a square minus 1ကဘာနဲ့တူလဲဆိုရင်0နဲ့တူတယ်အဲ့တော့ a square equal to ဘာဖြစ်လဲဆိုတော့1အဲ့တော့ h equal to plus or minus 1အဲ့ဆိုလို့ရှိရင်သူရှာခိုင်းတဲ့ ့ y အတွက် h တန်ကိုဘယ်နှခုပြည်ပြီးလဲဆိုလို့ရှိရင်0ရဲ့1ရဲ့ -1 ဆိုပြီးတော့3ခုတည်။ဒါဆို y တန်ဘူးတဲ့ဘယ်နှခုရှိမလဲဆိုရင်3ခုရှိ။အဲ့တော့ if h တန်ဘူး0ဖြစ်တဲ့အခါမှာဒီမှာအစားပြတ်လိုက်အဲ့ဒါမျိုးဒီလိုဖြစ်တဲ့အခါမှာ y တန်ဘူးကဘာဖြစ်လဲ y y ကွဲဘူးဒီဟာအဲ့ဒါဘူး1ဖြစ်တဲ့အခါမှာ1 ဘိုင်းနဲ့တူးဖလက်တူးတော့ဘာဖြစ်လဲဝါဝါဝါဤကွဲတူးဝါဟာတကူ if a ရှိကွဲတူးမိုင်းနဲ့ဝါဖြစ်တဲ့အခါမှာဝါဤကွဲတူးငောင်းမှာဖြစ်တယ်ဝါဝါငောင်းဝါဘိုင်းနဲ့တူးနဲ့တူးနဲ့ဆိုတော့ကြည့်တော့ဘာပဲရမ်းဝါဝါလေရအဲ့တော့တူရှာခိုင်းတဲ့ကြည့်နေတဲ့အမှတ်တရဘာတွေဖြစ်မလဲဆိုရင် the point of contest are the point of the point of contact. အဲ့နဲ့ဒီနဲ့ဒီနဲ့ဒီ0.2ရဲ့1.1 1.1ရဲ့အမ်ဟာဘူးကမိုင်း1.1ရဲ့ဆိုပြီးတော့လုပ်မှရတယ်။ဒါလည်းပါ။